What makes you happy? ကလာပါဒီနေ့မှာတော့ဖူလိုမာလာရှန်ကော်လေးလောက်ဆာมาဖြစ်ပါတယ်။ပေါင်ပစ္စည်းအနေနဲ့တော့ဖူကမုံလာထုတ်အဖြူလေးကိုသုံးပေးထားတယ်။ပြီးရင်တော့ကြက်ရွက်မှုလေးတွေကိုရေစိမ်းထားပေးလိုက်ပါမယ်။ အမိုလေးကိုလည်းဖွာထည့်ပေးလိုက်မယ်။ဖင်လေးကိုဖြတ်ပြီးရင်ဒီလိုမျိုးလေးအမောမောလေးတွေလုပ်ပေးလိုက်ပါမယ်။ဒါလေးကတော့ကြာဆွဲလေးပဲဖြစ်ပါတယ်။ကြာဆွဲကိုလည်းဖူကအအကွင်းလိုက်ကြီးမထည့်ချင်တာဖြစ်တဲ့အတွက်အတုံးသေးသေးလေးလှီထားပေးလိုက်ပါမယ်။ဒါကလည်းຫມုတ်တစ်မျိုးပဲဖွာအရာလေးလည်းထည့်လိုက်ပါမယ်။လီထားပေးလိုက်မယ်။ မောင်လာဦးကတော့ဘုရားအနှလုံးလောက်တုံးပြလိုက်တယ်ပေါ့နော်ဂျင်းနဲ့ပဲချစ်လိုက်တယ်အာပေါင်ပစ္စည်းအကုန်လုံးကိုရေဆေးပြီးတော့စစ်ထားမယ်ဒါကတော့ချက်မဲ့စသားပေါ့နော်အဲ့ဒါကိုလည်းဘုရားရေဆွေးပြီးတော့စားစွန်းလေးနေပြီးအစင်သေးနှက်ထားပြလိုက်ပါမယ် ိုကပဇွန်လေးနဲ့အနေငယ်ထည့်ပါတယ်ပြီးရင်းနှွေးပွပွဆူတဲ့ကို ခုနလှီးထားတဲ့အသီးရွက်ဒီကုံလုံးကိုမိနစ်အနေငယ်ထည့်ပြုတ်ပေးရပါမယ်ကျွတ်နှရွက်လည်းပြုတ်ရပါမယ်အဲ့ဒါတွေပြီးရင်တော့အကုန်လုံးဆဲထုတ်ပြီးတော့ဖိုကခောက်ဆွဲလေးကိုဆက်ပြီးတော့အဲ့ဒီရေနဲ့ပြုတ်ထားပြီးတော့ရေစစ်ထားပေးလိုက်ပါမယ်ဒါကတော့မာလာရှန်ကောအနှစ်ထုပ်လေးပဲဖြစ်ပါတယ်။ဖူမှာအစင်းသိရှိနေတာဖြစ်တဲ့အတွက်ဒါလေးနဲ့ပဲချက်လိုက်ချက်လိုက်မယ်ပေါ့နော်။ ပြီးတော့စီလေးလည်းဖိုးကနည်းနည်းထပ်လိုက်လိုက်တယ်ပြီးရင်အဆက်နည်းနည်းပို့ခြင်းဒီလိုမျိုးငရုတ်ပွားထည့်လို့ရတယ်စီချံငရုတ်ကောင်းရှင်လည်းထပ်ထည့်လို့ရတယ်ပေါ့နော်ဖိုးမှမရှိတော့တဲ့အတွက်မထည့်တော့ပါဘူးပြီးရင်တော့ကြက်သားတွေပစုံတွေကိုအဲ့ဒီစီချီအဲ့ဒီမလာအနှစ်နဲ့ပဲတခါလဲချက်ထားပြီးလိုက်မယ်ပေါ့နော်အားလုံးကြက်လောက်ပြီးဆိုတဲ့အနေထားရောက်လို့ရှိရင်တော့ပိုတော့ခုနပြုတ်ထားတဲ့အသီးရွက်လေးတွေအကုန်လုံးကိုထည့်ပေးလိုက်ပါမယ် အရင်မခတ်ပါဘူးအဲတကယ်လို့အကိုကအနှစ်ထုတ်ရှိရဲ့ဆိုပို့ပြီးတော့မှလွယ်တယ်ပေါ့နော်ဆိုတော့ဒါတွေအကုန်လုံးကိုကြက်သွားအောင်ဘူကအရင်ဆုံးတည်ထားပြီးလိုက်မယ်ပြောင်းမှုလေးလည်းထည့်တယ်ဘူကအနှမ်းပါတာကြိုက်တာဖြစ်တဲ့အတွက်နှမ်းလေးကိုလည်းဘူကမြများလေးထည့်လိုက်တယ်ပေါ့နော်ပြီးရင်တော့နောက်ဆုံးအဆင့်မှာတော့ခေါက်ဆွဲလေးကိုထည့်ပြလိုက်ပါမယ်ခေါက်ဆွဲပြုတ်တဲ့နေရာမှာလည်းအရင်နူးပြဲနေအောင်ပြုတ်စရာမလိုပါဘူးဆိုတော့ဒါတွေမိနစ်အနည်းငယ်လောက်ချက်ပြီးရင်တော့ကြက်ပြီးပေါ့နော် ခေါင်းဆွဲကလည်းကျက်ပြီးသားအသီးရွက်တွေကလည်းကျက်ပြီးသားဆိုတော့ပြီးနှမ်းလေးဖြူမယ်နန်းနန်းပင်လေးပေါ့နော်အနံ့လေးပါတော့အောင်ဖူတော့ကထည့်ပြီးတော့မှထည့်ပြီးတော့ထည့်ပြီးလိုက်ပါမယ်ပြီးရင်တော့အကုန်လုံးကျက်ပြီးဆိုလို့ရှင်တော့ဖူစားပြီးတော့မှစားလို့ရပါပြီအရင်လွယ်ပါတယ်မင်းမခတ်ဘူးပေါ့နော်ကိုကအနှစ်ထုပ်ရှိပြီးသားဆိုအရင်လွယ်တယ်တကယ်လို့အနှစ်ထုပ်မရှိဘူးဆိုလို့ရှင်လည်းအာဒီမလာရှန်ကိုအနှစ်ချက်နီး ပေါ့နော်အဲ့ဒါတက်တက်ရှိရဲဖိုးကတော့အနှစ်ထုတ်လေးနဲ့ချက်လေးပြီးလို့ရှိရင်တော့အအေးလေးနဲ့အေးလေးပါတယ်ဆိုပို့ပြီးတော့မာမာလာရှောင်းကိုလေးကပြည့်စုံတယ်ပေါ့နော်အဲ့တော့အရင်မောင်လေးနဲ့တောက်ခွက်ဖြော်လိုက်ပါမယ်အေးဘီဆက်ပြီးပေါ့နော်အေးလေးပါပို့ဖြောပေးလိုက်တယ်ဒါဆိုရင်တော့ပို့စားလို့ရပါပြီ ဆိုတော့အဆုံးထိအောင်လိုက်ပါချီပေးအတွက်ကြီးကြီးမားမားဖွေရတဲ့စားလိုက်ပါမယ်တတ်တာ